အရှင်ဘုရားဒီခင်ကြီးထဲမှာယဟန်တာဆိုတာရှိနိုင်ပါသလားယဟန်ခံကြတဲ့သူတွေပေါများပေမဲ့ယဟန်တာဖြစ်ဖို့မလွယ်ဘူးလို့တကြည်တော်ယူဆပါတယ်အမားပါရင်ခွင့်လွတ်ပါအရှင်ဘုရားတဲ့ယဟန်တာဆိုတာကသင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်တစ်မျိုးတည်းကို ပြောတာမဟုတ်ပါဘူးနော်လူဝတ်ကြောင့်ပုဂ္ဂိုလ်ပဲဖြစ်စေသင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေဣလေသာအပိတိုင်ကုန်ခန်းသွားပြီဆိုရင်ယဟန်တာပဲဖြစ်ပါတယ် ဒီခေတ်ကြီးထဲမှာယဟန္တာရှိနေနိုင်သေးသလားဆိုတော့မြတ်စွာဘုရားကငါဘုရားဟောကြားထားတဲ့မဂ်ကင်ရှိပါအကျင့်မြတ်တရားရှိနေသေးသည်၍ထို့မဂ်ကင်ရှိပါအကျင့်မြတ်တရားကိုကျင့်သုံးလိုက်နာတဲ့သူတွေရှိနေသေးသည်၍ယဟန္တာမစိတ်သုံးဘူးလို့ဟောကြားထားပါတယ်ဒီကနေ့ခေတ်မှာမြတ်စွာဘုရားဟောကြားထားတဲ့မဂ်ကင်ရှိပါအကျင့်မြတ်တရားတွေလည်းရှိနေသေးတယ်လို့ထို့မဂ်ကင်ရှိပါအကျင့်မြတ်တရားကိုလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေလည်းရှိနေသေးတဲ့အတွက်ကြောင့်ယဟန္တာဆိုတာရှိနေနိုင်ပါသေးတယ်နော် ို့တော်လည်းပဲယဟန္တာသူတော်ကောင်းတွေကသူတို့ယဟန္တာဖြစ်တယ်ဆိုတာကိုထုတ်ဖော်၍ပြောကြားခြင်းမရှိတဲ့အတွက်ကြောင့်ယဟန္တာရှိမှန်းကိုမသိကြတာဖြစ်ပါလေနားလည်ပါစေနော်အသက်20ပြည့်လို့ယဟန်ခံပြီးဆို ပါရာဇိကကြပြီးသားယဟန်ပါရင်အဲ့ကိုရင်ယဟန်မဖြစ်ဘူးဆိုတာ ဟုတ်ပါသလားဖရာတဲ့တန်ခါအရေးအတွက်ပြည့်မိတယ်ဆိုရင်တော့ယဟန်ဖြစ်ပါတယ်တန်ခါအရေးအတွက်မပြည့်မိဘူးဆိုရင်တော့ယဟန်မဖြစ်ပါဘူးနော် နားလည်အောင်ပြောရမယ်ဆိုရင်မီဇီမဒေတာအိန္ဒိယနိုင်ငံမှာယဟန်ခံမယ်ဆိုပါကအနည်းဆုံးတန်ခါ၁၀ပါးရှိမှယဟန်ခံလို့ရပါတယ်။မြန်မာနိုင်ငံလိုပစ္စံတရိပ်ဒေတာမှာတော့ယဟန်ခံမယ်ဆိုပါကအနည်းဆုံးတန်ခါ၅ပါးရှိမှယဟန်ခံလို့ရပါတယ်။မီဇီမဒေတာအိန္ဒိယနိုင်ငံမှာတန်ခါ၁၀ပါးနဲ့ယဟန်ခံမယ်ဆိုရင်အဆိုပါတန်ခါ၁၀ပါးတည်းကတဘာဘာပါရာဇိကကြာနေပါကတန်ခါအရေးအတွက်မပြည့်မီတာကြောင့် ယဟန်လောင်းမှာယဟန်မဖြစ်ပါဘူးเนาะမြန်မာနိုင်ငံလိုပစ္စံတရစ်ဒေသမှာတော့ပံကာ၅ပါးနဲ့ယဟန်ခံမယ်ဆိုရင်အစိုးပါပံကာ၅ပါးတဲကတဘာဘာပါရာဇိကကြနေပါကပံကာအရေးအတွက်မပြည့်မီတာကြောင့်ယဟန်လောင်းမှာယဟန်မဖြစ်ပါဘူးဒါကြောင့်ဘယ်သူကပါရာဇိကကြတယ်မကြဘူးဆိုတာကိုမသိနိုင်တဲ့အတွက်ကြောင့်ယဟန်ခံတဲ့အခါမှာပံကာများများပြင့်ပြီးယဟန်ခံတာဟာပို၍အကောင်းဆုံးဖြစ်ပါတယ်เนาะ